မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ 3D Lucky Number မြန်မာ Channel ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်မိတ်ဆွေများကိုခုကျွန်တော်23ချိန်မှလာနိုင်တဲ့124ဆိုတဲ့ကဏ္ဍလေးတင်ပေးခဲ့တယ်နော်124အဲ့ဒီ124ကိုပဲအခုနောက်ထပ်အထောက်တစ်မျိုးနဲ့ကျွန်တော်ထပ်ပြပါမယ်ဗျာနော်ကျွန်တော်တွေးရှိတာလေးပါနော် ဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီကနေ့ကိုနှစ်သက်တယ်ဆိုရင်လည်းရဲရဲတင်းတင်းထိုးလို့ရတယ်ပေါ့ဗျာနော်နောက်ထပ်အထောက်ကလေးတစ်ခုပါ124ကဲကြည့်လိုက်အောင်နော်အဲ့ဒါကြောင့်မလို့124ကိုကျွန်တော်ပြန်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်တောင်းဟောတာဗါလဲခြံထားလို့မရတဲ့ကနန်းဆိုပြီးတော့124ကိုကျွန်တော်ပြခဲ့တာပါအဲ့ဒါကြောင့်ခြံထားလို့မရတဲ့ 23ချိန်မှာခြံထားလို့မရတဲ့ခဏန်းရဲ့အဆက်ဆိုပြီးတော့ကျွန်တော်ရေးထားတာပါနော်1 2 4ကဲဘယ်လိုလေးဖန်ထားလဲဆိုတာဖန်ပြမလဲဆိုတာကိုနည်းနည်းမေရှိရိုးနည်းနည်းကြည့်လိုက်ပါဒီဖရိန်လေးတွေရတော့ကျွန်တော်မကြာခဏပြနေကြဖြစ်ပါတယ်เนาะမေရှိရိုးလည်းသဘောပေါက်မှာပါเนาะတချို့သဘောမပေါက်တဲ့လူတွေကတော့လိန်နဲ့ပါညာနဲ့ချက်ပြောတော့ပေါ့ဗျာကလင်နာရဲ့သဘောသဘာဝလေးသူက ဘလောထောက်ထားကောင်းကောင်းလာကြမလာတာပါသုံးလုံးရဲ့တဘာဝပေါ့နော်ကဲပြဆက်လေအောင်များလီလေးရှိတယ်လို့ဖြစ်သွားပြီနှစ်ကိုသုံးဒီနှစ်ကိုသုံးဟာကျွန်တော်တို့62ခုနှစ်ကနော်62ခုနှစ်ကနှစ်ကိုသုံးနှစ်ကိုသုံးဒီအောက်ဆောင်လေးမှာ25လောက်ဆိုမိတ်ဆွေများမှတ်မိတော့ပြီဒီမှာလေးပြန်နော်ကဲ စာဆုံးလေးပရင်ကိုပြန်ပြလိုက်ဦးမယားညကို3ရဲ့အပေါ်နော်ကျွန်တော်တို့တကွကြော်ကနေထောင်းမယ်အဲ့ဒီသူ့အပေါ်ပဲထောင်းလိုက်မတင်နေ3 4 5 6 7 8 9ွယ်မြောက်မှာ9ရှင်းနဲ့အဲ့ဒီ9ရှင်းနဲ့ကဒီညကို3အောက်က2ရှင်း5လာထွက်တယ်နော်အဲ့ဒီဝိဒာမိတ်ဆွေလေးရှိမှာပါ Now the car, any ashen nesura is zauma, nearly chow suregine. Do a lad hare, not nearly chow lad hare, hobby. Now the car, the nigo don't want even to know the August him, eh? The need though. You are good, don't mean that charm, Eddie, my nishi did, so I see, not nishi did. I don't nearly chow, nigo don't. နှစ်ရှစ်တည်းဆိုတဲ့ကဏ္ဍအတာဖရိန်ကဏ္ဍမှာနော်ဒီတရိကံပုံလေးပါနော်တရိကံပုံဖရိန်လေးဟုတ်ပြီနော်ဒီ293ရဲ့ဒီနောက်ကကတ်နေတဲ့864 864ဟာလေနောက်နှစ်မှာသူကအဲပြန်ထွက်တယ်ဗျာနော်864လို့ပဲပြန်ထွက်ထားတယ်နော်ဒါဖရိန်မှာနော်ကျွန်တော်ဖရိန်စတဲ့ရတာဟုတ်ပြီဒီဘက်ကိုလည်းကြည့်လိုက်မယ် ကျွန်တော်တို့16ခုနှစ်က93နှစ်93နှစ်အောက်ဆုံးမှာ363အဲ့ဒီ93နှစ်ကနေအပေါ်ကနေထောင်မတည်နေ345 69 69ဝယ်မြောက်မှာ336အဲ့ဒီ336ဟာဒီ93နှစ်ကအောက်ဆုံးက363ကလာထွက်တာเนาะထွက်ပြီးတော့သူ့ရဲ့ဇောင်းမှာ246ဆိုတာပဲသူပေးခဲ့တယ် ုတ်ပြီနော်တကယ်ချင်းတော့မိတ်ဆွေတို့နောက်တစ်ခါဒီ632ကနေဒီအောက်ဆောင်းကိုဆင်းမယ်ဒီနေ့3 3ဘွယ်မြောက်ကနေ3ဘွယ်ထချာမယ်ဒီနေ့3ဒီမှာ A12 ဆိုတာရှိတယ်နော် A12 632 246ဆိုတဲ့ပရိမာနော်ဟုတ်ပြီ ကိုသုံးနှစ်ကနောက်မှာကတ်နေတဲ့919 919 519ဟာသူ့ရဲ့နောက်နှစ်မှာသွားထွက်ပါတယ်။ဒါဖရိနေနဲ့ပြတင်းဖြစ်ပါတယ်နော်9တင်5ဆိုပြီးသွားထွက်တယ်နော်နောက်နှစ်မှာနော်ကျွန်တော်ကဟိုနှစ်ချားဆိုနှစ်ချားလို့ပဲပြောပါတယ်နော်အကွအကွဲအမှန်ဆိုရင်အကွအမှန်လို့ပဲပြောပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီဖရိလေးကကျွန်တော်တို့2 4 6ဆိုတဲ့ကဏ္ဍလေးပေးခဲ့ပြီနော်ဒီနှစ်ထဲမှာ ဧကဝိဖြစ်တဲ့အတွက်သူကသိ short တော်လို့မရဘူးလားအဲဒီတခါနေနဲ့ပြန်ပြီးဆက်လာတာကတော့ကျွန်တော်တို့ဇက်လိုက်ကြီးတလင်းငါ၂၁ချိန်မှာလာထားတဲ့တလင်းငါဟာအဲဒီကနေဆိုရင်၅နှစ်ခြားနေပြီးတော့ငါးလေးတက်ကလာရိုက်ထားတယ်နော်ဒါဒီပြင်ဖမ်းတဲ့ဥစ္စာတွေမှာလည်းအဲ့ဒီပုံစံမှာပဲဒီဖရိန်နဲ့ဖမ်းတော့လေဒီလိုပဲမိပါတယ်เนาะ ကဲဒီဘက်မှာလည်းကြည့်တယ်မယ်ဟောဒီ246ဆိုတဲ့နှစ်သေးကိုဟောဒီ15လေးဆိုတာအဲသူကလည်း9နှစ်ချာကနေမဲ့15လေးဟာ15လေးလို့ရိုက်တယ်နော်ရိုက်ပြီးတော့ကျွန်တော်တို့ကခုအောက်တပင်ကျော်ကိုဖမ်းပါရဲ့နော်။ဟောဒီ၄ခွန်းနှစ်ဆိုတဲ့ကဏ္ဍနေရာကိုဖမ်းပါ။အဲ့ဒီ၄ခွန်းနှစ်ဘယ်ကနေလာသလဲ။နော်ကြည့်လိုက်မယ်ကျွန်တော် နှစ်၄၆ဖြစ်ထားတဲ့နှစ်သေးဘူးเนาะတင်ငါးလေးအောက်တပင်ကျော်မှာ၄ခွန်းနှစ်အဲ့ဒီ၄ခွန်းနှစ်ဟာကျွန်တော်တို့ဟောဒီနှစ်၉၃နှစ်၉၃ဖြစ်ထားတဲ့နှစ်ကဲကတ်နေတဲ့နောက်နှစ်ထဲမှာရှိတယ်ဗျအဲ့ဒီခဏဟောနှစ်၄ဆိုပြီးတော့ရှိတယ်ဟုတ်ပြီเนาะမိတ်ဆွေခွန်းနှစ်၄ဆိုပြီးရှိတယ်เนาะသူက သူ့ရဲ့အောက်ကဘာထောက်ပေးထားလဲဆို198ဆိုတဲ့ကဏန်းလေးကထောက်ပေးထားတယ်ဗျ။နော်198ထောက်ပေးထားတဲ့ခွန်းနှစ်လေး။နောက်တစ်ခုကဟောဒီနောက်တစ်နှစ်ကျော်ကကဏန်းလေးဖြစ်ပြန်တယ်သူကတစ်နှစ်ကျော်ကလာရိုက်ထားတဲ့ကဏန်း198ထောက်ထားတဲ့ကဏန်းအဲ့ဒီကဏန်းခွန်းနှစ်လေးဟာကျွန်တော်တို့ဒီတင်ငားလေးရဲ့အောက်တပင်ကျော်လာရိုက်တယ်၄ခွန်းနေဆိုပြီးတော့ ပြီနော်မိတ်ဆွေတို့ရှင်းလာတော့မသိဘူးကျွန်တော်နည်းနည်းမြန်သွားလာမသိဘူးပြန်နော်ကဲဒီဘက်မှာကြည့်လိုက်မယ်ပြန်နော်ကျွန်တော်တို့အခုဒီနှစ်၄6ပေးထားတဲ့နှစ်သေးကိုခုပြီးခဲ့တဲ့20ကြိမ်မှာ145 145လေ9နှစ်ချာနှစ်တော်လာရိုက်ထားပြီသူ့ရဲ့အောက်တပင်းကျော်မှာကျွန်တော်တို့ဟိုဘက်ဖမ်းတယ်လို့ပဲဖမ်းမယ်ပြန်နော် ဒီလင်းငါ့ကိုတပင်ကျော်23ချိန်မြောက်ကိုပါအဲ့ဒီတော့ဟိုဘက်ပုံစံမျိုးပဲဟောဒီ93နှစ်ကဲနောက်ကတ်နေတဲ့နှစ်ထဲမှာအဲ့ဒီကဏ္ဍရှိရမယ်ဒီ23ချိန်မှာလာမယ်ကဏ္ဍကဒီနှစ်ထဲမှာရှိရမယ်ရှိတော့ဒီမှာလိုက်ကြည့်လိုက်တော့6နှစ်တည်းကျွန်တော် site မျိုးနဲ့ဖန်ထားတယ်ဟောဒီကနန်းမှာပဲနေရမတူဘူးเนาะတကယ်လို့မိတ်ဆွေတို့ နေရာမတူဘူးเนาะကျွန်တော်ဒီပထမတက္ကဖန်းပြခဲ့တုန်းကဒီ460ဆိုတာကဏန်းနဲ့ထောက်တဲ့ဟာတွေကိုဖန်းပြထားတာပါအခုကဒီ198ထောက်တဲ့ကဏန်းအဲ့ဒီ၄နှစ်တည်းဟာနောက်တစ်နှစ်ကျော်ကကဏန်းလဲတစ်နှစ်ကျော်ကကဏန်းဖြစ်ရဟုတ်ပါ၄လေးတည်းဒီလေးတည်းဟာတစ်နှစ်ကျော်မှလည်းရရမယ်တကိုးရှစ်ဆိုတဲ့ကဏ္ဍကလည်းအောက်ကထောက်ပေးထားအဲ့ဒီကဏ္ဍဟာအခု 23ကြီးဟောဒီတင်ငါးလေးဆိုတာရဲ့အောက်တပင်းကြောလာပြင်းမယ်နော်သူ့ပြင်ရဆိုရင်ကောင်းလာပြရမယ်နော်1 2 4ဟာလာပြရမယ်နော်ကျွန်တော်တို့ဒီဘက်မှာကျ1 2 4ထောက်တယ်ဟိုဘက်မှာတော့9လေးနှစ်ကိုထောက်တယ်နော်အဲ့ဒီကောင်းမဟုတ်ဘူးဒီကောင်းဒီကောင်းနော်ဒီ9ရှစ်ထောက်ပြထားတဲ့ကောင်နော်အဲ့ဒီကောင်ကလာကြပြရမှာအဲ့ဒီတိလင်းငါရဲ့တပင်ကြောမှာနော်ဟုတ်ပြီ ဒီဘက်မှာလည်း190ပဲเนาะထောက်တာเนาะ9နှစ်ကိုထောက်တယ်သူကเนาะ190ပဲထောက်တယ်ဒီနေ့ကြောကနန်းမယ်เนาะ9နှစ်လေးဟာ15လေးရဲ့เนาะအောက်တပင်ကြောမှာလာထွက်တယ်เนาะဒီမှာလည်းအဲ့လိုပဲဒီနေ့ကြောလာထားတဲ့ဒီလေးတဲ့ဟာလေးနှစ်တဲ့ဟာအောက်ကတ190ပဲထောက်တယ် ူကဟောဒီတင်ငါးလေးရဲ့တလေးငါးရဲ့အောက်တပင်ကျော်မှလာထွက်ပြရမယ်ကဲဟုတ်ပြီနော်အငယ်ချင်းတို့အဲ့ဒီတော့တလေးနှစ်ကတော့တော်တော်ကောင်းနေပြီညာနော်တလေးနှစ်အားပေါ့ညာနော်တလေးနှစ်အားအဲ့ဒီတော့ကျွန်တော်တို့ကဒီ246နှစ်သေးကို246ပေးတဲ့နှစ်သေးကို တင်း၄၅ဆိုတာထွက်တဲ့အောက်တပင်ကျော်မှလာတဲ့ကနန်းအဲ့ဒီကနန်းဟာဒီဘက်ကလာလို့၄ခုနှစ်ကြီးတန်းပေးလိုက်ရင်လည်းရတယ်ဗျာနော်၄ခုနှစ်ဆိုတဲ့ကနန်းရလဲသူကသူ့လှည့်စားမှုရလာမယ်ဆိုဒီကောင်လည်းလာနိုင်တယ်ဒီကောင်ကတော့အရန်နေနဲ့တော့ထည့်ထားနိုင်တယ်လို့ထင်တယ်နော်ဖြစ်တယ်လို့တော့ပါနော်ကျွန်တော်ဖမ်းတဲ့ကနန်းတွေကမကြခဏအဲ့လိုဖြစ်တတ်ပါတယ်နော်ကျွန်တော်လည်းကိုယ့်အကူပြန်ပြန်တရိခါနေရတာပါ နော်တင်ကားလေးရဲ့တပင်ကျော်မှာလေးခုနှစ်ဆိုတဲ့ကနန်းကြီးပဲတိလေးနဲ့မပေးပဲဒါကြီးပဲထပ်ပေးလိုက်ရင်တော့じゃကျွန်တော်တို့အရင်ပင်နေလို့ဖြစ်မှာဆိုလို့ပါနော်ဘယ်လိုတိလေးနှစ်အားတော့အဓိကပေါ့ main ပေါ့ဗျာနော်နောက်ခွန်လေးနှစ်ကိုလည်းအားဦးလေအရင်အနေနဲ့တော့မိတ်ဆွေတို့တတ်မှတ်ထားလို့ရပါတယ် ကဲအဲ့ရော23ချိန်အတွက်ကိုကျွန်တော်တီလေးနှစ်အာကိုထပ်ပြီးတော့ကြားလိုက်တယ်ဗျာနော်ပရမထန်းထန်းထားတဲ့နေရာနဲ့မတူပါဘူးနော်သူကသူ frame တစ်မျိုးပါဒါပေမဲ့ဒီ frame နေရာတော့ကျွန်တော်မကြခဏသုံးနေတဲ့ frame နေဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကဒီနှစ်သေးကိုပြေးနေတဲ့ frame ကိုကျွန်တော်ကစိတ်ဝင်စားပါတယ်နောက်ပြီးတော့ကျွန်တော်ညံမိတလောက်ပေါ်ထားတဲ့ကနန်းလေးတွေကိုမိတ်ဆွေတို့အနေနဲ့ ပြန်ပြီးတော့စဉ်းစားပါတုံးသက်ပါနော်ဒီပြင်ဆရာလေးတင်ထားတဲ့အထောက်ထားလေးတွေနဲ့လည်းပြန်ပြီးတော့စစ်ပါနှစ်သက်တဲ့ဥစ္စာကိုရွေးပြီးတော့ထိုးပါနော်အကုန်ထိုးရမယ်လို့ကျွန်တော်မဆိုလို့နော်ဘာလို့တုံးဆိုတော့ဒီခေတ်ဒီခါမှာအကုန်ကြရတယ်များတယ်လေဟုတ်တယ်မလားအဲ့ဒါကြောင့်ကျွန်တော်ကတင်း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 နဲ့စဉ်းစဉ်းစားစားနဲ့လုပ်ပါနော်အဲကျွန်တော်ကတော့တွေ့ရမြင်တာလေးတွေကိုစေတနာနဲ့ ဂရီတင်ပေးနေခြင်းဖြစ်ပါတယ်မိဆွေတို့ရရနေပြီးတော့ကျွန်တော်တရားတစ်ချက်မှလည်းမတောင်းပါဘူးခဏလေးကျွန်တော်ရောင်းမစားပါဘူးမှန်ပါလဲမခေါ်ပါဘူးเนาะဖုန်းနံပါတ်လည်းမပေးပါဘူးညနော်အဲ့တော့ဒီကျွန်တော်တင်ပေးတဲ့ခဏလေးတွေကိုတိုက်ဆိုင်မှုရှိရင်နှစ်သိလို့ရှိရင်သုံးနိုင်ပါတယ်အဲ့တော့ ကျွန်တော်ကိုကွန်မန့်မှာမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်းရေးပြသွားနိုင်ပါလေဗျာเนาะကျွန်တော်ဒလေးစားနဲ့ပြန်ကြည့်ပါတယ်အဲ့တော့23ချိန်အတွက်ကိုဒီကနန်းလေးကကျွန်တော်နှစ်ခါရှိပြီเนาะပြရတာပြီးခဲ့တဲ့3ချိန်မြောက်ဗီဒီယိုမှာတော့ကျွန်တော်တင်ထားတာဗျာเนาะဟုတ်ကဲ့နန်းဒီကနန်းကလည်းကြာပြီးထိုးလာတာလေအဲ့တော့ဒီကနန်းကအခုကျွန်တော်နောက်ထပ်အထောက်တစ်ခုထပ်တွေ့လို့တာထပ်တည်မိချင်းဖြစ်ပါတယ်เนาะ ဝင်လေးနှစ်ကလေးကိုတော့ညံလိုက်မယ်ဗျာဒါတို့တော့အဓိကထားထိုးရအောင်ကဲတကယ်ချင်းအားလုံး23ချိန်မှာအောင်မြင်ကြပါစေလို့မိတ်ဆွေများအားလုံးကိုဆုတောင်းပါတယ်ဗျာနော်ကျွန်တော် channel လေးကိုလည်းထုံးစံအတိုင်း like and subscribe လုပ်ခြင်းတခြားသည့်မိတ်ဆွေများတို့လည်းထပ်မံဖြန့်ဝေပေးခြင်းနဲ့ကူညီပေးပါလို့မိတ်ဆွေများကိုမြတ်တရားခံပါတယ်အားလုံးအောင်မြင်ကြပါစေ